အားလုံးပဲမင်္ဂလာပါရှင်။ Smart Red Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ English Speaking တိုးတက်စေဖို့အတွက်လွယ်ကူရိုးရှင်းတဲ့ပတ်တန်15ခုနဲ့အတူမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဒီလို Speaking ပတ်တန်တွေနဲ့လေ့ကျင့်ထားမယ်ဆိုရင်ကိုယ့်ရဲ့ English Skill ကတခြားသူတွေထက်အမြဲခြေတလန်းတာနေမှာပါ။ကဲအဲ့ဆိုရင်လေ့လာကြည့်အောင်။ပထမဆုံး Speaking ပတ်တန်လေးက I'm here to blah. Speaking ပတ်တန်လေးပါ။သူ့ရဲ့အတိတ်ဘယ်က တခုခုလုပ်ဖို့အတွက်ကျွန်တော်ဒီမှာရှိနေတာဥမာတခုခုပြောဖို့အတွက်တခုခုပေါ့နော်အဲ့တော့ကြည့်ကြည့်အောင် I'm here to tell you the truth I'm here ကျွန်တော်ဒီမှာရှိနေတာက to tell you မင်းကိုပြောဖို့အတွက် the truth အမှန်တရားအဲ့တော့မင်းကိုအမှန်တရားပြောဖို့ကျွန်တော်ဒီမှာရှိနေတာဒီပတ်တန်လေးရကြတော့သူကအရန်ကိုယူရှင်းလေကူတယ်ပေါ့နော်အဲ့ဒါမို့လို့ဥပမာစာကြောင်းလေးကလည်းတူတူလေးပါ တော့နောက်တစ် speaking pattern လေးကိုဆက်ပြောကြည့်ကြည်အောင် I'm dying to black fuff ပေါ့နော်သူ့ရဲ့အတိတ်ဘယ်ကကြာသူကပြောရမယ်ဆိုလို့ရှိရင်ကိုကတခုခုလှုပ်ချင်လွန်းလို့တပိုင်းတည်နေပြီဆိုတော့အတိတ်ဘယ်မျိုးတက်ရောက်တယ်ပေါ့နော်ကိုရဲ့စိတ်ဆန္ဒအရှမ်းကိုပြင်းထန်တာမျိုးဆိုရင် I'm dying to black fuff နဲ့သုံးလို့ရတယ်ပေါ့အဲ့တော့ကြည့်ကြည်အောင် I'm dying to travel to Singapore. I'm dying to. ကျွန်တော်ဒပိုင်းသင်နေပြီဘာဖြစ်လို့လဲ travel to singapore singapore ကိုခီးသွားဖို့အတွက်ကျွန်တော် singapore ကိုသွားချင်တာဒပိုင်းသင်နေပြီ i'm dying to expand my small business i'm dying to ကျွန်တော်ဒပိုင်းသင်နေပြီ expand chetrim my small business ကျွန်တော်ရဲ့ဒီစီးပွားရေးလုပ်ငန်းသေးလေးကိုကျွန်တော်ကချဲ့ထွင်ခြင်းလို့တပိုင်းသိနေပြီ ောက်ထပ် sentence လေးက I'm trying to get my exam result. I'm trying to. ကျွန်တော်တပိုင်းသိနေပြီ။ get my exam result. ဆမ်မဝဲအောင်စင်းရင်းကိုသိရဖို့အတွက်ကျွန်တော်တပိုင်းသိနေပြီ။ဆိုရဲအတိတ်ပဲမျိုးအရန်ကိုသိကျင်နေအရန်ကိုတခုခုစိတ်ဆန္ဒအရန်ကိုပြင်ထန်လုပ်နေဆိုရင်ဒီ I'm trying to နဲ့တွဲပြီးတော့သုံးလို့ရပါတယ်။အဲ့တော့နောက်ထပ်ပတ်တန်လေးကိုဆက်ပြီးတော့ကြည့်ရှုအောင်။ I feel like blood vying ji ဒီ I feel like blood vying ji ရဲ့အဓိပ္ပာယ်ကတော့တခုခုလှုပ်ရှင်စိဖြစ်တာမျိုးတွေဆိုလို့ရှင်လဲသုံးလို့ရတယ်ပေါ့နော်အဲ့တော့ကြည့်ကြည့်အောင် I feel like going to the beach I feel like ကျွန်တော်အဲဘလိုပြောလဲတခုခုစိတ်ဆန္ဒရှိရကွာအဲ့တော့ကြည့်ကြည့်အောင် going to the beach ကမ်းခြေကိုသွားဖို့တော့အဲ့တော့ကျွန်တော်ကမ်းခြေကိုသွားခြင်းလဲသွားခြင်းလဲစိတ်ဆန္ဒမျိုးရှိရဲ့ ဆိုရင်ဒီ I feel like black အဲ့လိုမျိုးသုံးလို့ရရပါတော့။နောက်တဲ့စာကြောင်းကိုကြည့်ကြည့်အောင်။ I feel like having a snack. I feel like ကျွန်တော်မှစိတ်ဆန္ဒရှိတယ်။တခုခုလုပ်ချင်တယ်။အဲ့တော့ကြည့်ကြည့်အောင်ပါလေ။ having a snack. a snack အစာပြီးမုတ်စားဖို့အတွက်ပေါ့နော်။ကျွန်တော်စားချင်တယ်ပေါ့။ပြောချင်တာကတော့အော်နောက်တစ်စာကြောင်းကိုကြည့်ကြည့်အောင်။ I feel like watching TV. I feel like ကျွန်တော်မှစိတ်ဆန္ဒရှိတယ်။ တခုခုလုပ်ဖို့တည်းစိတ်ဆင်လာရှိတယ်။ဘာလဲဆိုတော့ကြည့်ကြည့်အောင် watching tv အဲ tv ကြည့်နေတာပေါ့နော်ကျွန်တော် tv ကြည့်နေဆိုရက်စိတ်ဆင်လာမျိုးရှိတယ်။နောက်ကတော့ fine ကြည့်ပဲလိုက်မယ်ပေါ့နော်ဆက်ပြီးတော့ကြည့်ကြည့်အောင် I feel like going to bed I feel like ကျွန်တော်တခုခုလုပ်ဖို့တည်းစိတ်ဆင်လာရှိတယ်။ဘာလဲ going to bed အဲ့ရရဲသွားဖို့အတွက်ပေါ့နော်ကျွန်တော်ကျွန်တော်အဲ့ရရဲသွားခြင်းလည်းပြောခြင်းတာအတူတူပဲအဲ့တော့နောက်ထပ် speaking button ကိုဆက်ပြီးကြည့်ကြည့်အောင် I can't help but find you သူကအနောက်မှာ find you လိုက်မယ်ပေါ့နော်ကြည့်ကြည့်အောင်အဲ့ဒီသူ့ရဲ့ I can't help but find you ရဲ့အတိတ်ပဲကကျွန်ုပ်မဘယ်လိုပြောရမလဲတော်တော်ပဲမနေနိုင်ဘူးပေါ့နော်ဥပမာမတွေးဘဲနဲ့မနေနိုင်ဘူးလို့မပြောဘဲနဲ့မနေနိုင်ဘူးလို့ဒီလိုမျိုးပြောချင်တာကြည့်ကြည့်အောင် I can't help thinking about her I can't help ကျွန်တော်မနေနိုင်ဘူး

ိုင်မီကတဲ့ဘလဗိုင်ချီရဲ့အတိတ်ပဲကကျွန်ုပ်ကတခုခုမှတော်တယ်ကျွမ်းကျင်တယ်တို့မျိုးပြောကျင်တယ်ဆိုရင်ဒီ I'm good at blood vine ချင်တယ်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကြည့်ကြည့်အောင် I'm good at drawing animal pictures I'm good at ကျွန်တော်ကတော်တယ်ဒါမှမဟုတ်ကျွမ်းကျင်တယ်ပေါ့နော်ဘာမှလဲဆိုရင် drawing animal pictures drawing ပုံဆွဲတယ် animal pictures ဒရိုက်ဆန်ရဲ့ပုံအဲ့တော့ကျွန်တော်ကဒရိုက်ဆန်ရဲ့ပုံဆွဲတာကျွမ်းကျင်တယ်ဒါမှမဟုတ်တော်တယ်ပေါ့နော်တခုခုမှာတော်တယ်လို့ကျွမ်းကျင်တယ်တို့သုံးတယ်ဆိုလို့ရှိရင် i'm good at နဲ့သုံးတယ်ပေါ့နော်အဲ့တော့နောက်ထပ်စာကြောင်းကိုကြည့်ကြည့်အောင် i'm good at traditional dancing i'm good at ကျွန်တော်တော်တယ်ဒါမှမဟုတ်ကျွန်တော်ကျွမ်းကျင်တယ်ပေါ့ဘာမှလဲဆိုရင် traditional dancing ရှိုးရအကကတာကျွန်တော်ကတော်တယ်ဒါမှမဟုတ်ကျွမ်းကျင်တယ်ပေါ့ I'm good at solving math problems. I'm good at ကျွန်တော်တော်ရလေကျွန်တော်ကျွမ်းကျင်တယ်လေ solving ဖြေရှင်းရ math problems သင်္ချာပြဿနာတွေဒါမှမဟုတ်သင်္ချာပုံစံတွေကျွန်တော်ကသင်္ချာပုံစံတွေဒါမှမဟုတ်သင်္ချာပြဿနာတွေကိုဖြေရှင်းရတာတော်တယ်ဒီ pattern လေးလည်းလွယ်မယ်လို့ထင်ပါတယ်အားဆိုနောက်ထပ် pattern လေးကိုဆက်ပြီးတော့သွားလိုက်ရအောင် it is no use black find you know သူ့ရဲ့အတိတ်ဘယ်ကကြတော့ပြောမယ်ဆိုရင်နေလို့အကျိုးမရှိဘူးအသုံးဝင်ဘူးဒီလိုနေလို့အကျိုးမရှိဘူးဒီလိုနေမှရမယ်ပြောချင်တာဒီလိုနေလို့အကျိုးမရှိဘူးအသုံးမဝင်ဘူးလို့ပြောချင်တာအဲ့တော့ကြည့်ကြည့်အောင် it is no use wasting time it is no use အကျိုးမရှိဘူးဘာဖြစ်လို့လဲ wasting time အချိန်ဖြုန်းနေတာအကျိုးမရှိဘူးဆက်ပြောကြည့်ကြည့်အောင် It is no use sleeping now. It is no use. အကျိုးမရှိဘူးအသုံးမဝင်ဘူးလေ. Sleeping now အခုအိမ်နေတာကအကျိုးမရှိဘူး. It is no use buying the book. It is no use. အကျိုးမရှိဘူးလေ. Buying the book. စာဝယ်တာအကျိုးမရှိဘူး. Dependent လေးရလေ.ထူးထူးခြားခြားလေးနဲ့လွယ်ပါတယ်.အဲ့တော့နောက်ထပ် pattern လေးကိုဆက်ပြီးကြည့်ရအောင်. I have blood now. I have blood now. ဒီပဒလေးကတော်တော်လေးကိုရိုးရှင်းနေပေါ့နော်။သူ့ရဲ့အတိတ်ဘယ်ကကျွန်တော်ဒါမှမဟုတ်ကျမမှာတခုခုရှိပါတယ်လို့မျိုးပြောချင်တာ။အနောက်မှာနောင်းနေလိုက်တယ်ပေါ့နော်။ကြည့်ကြည့်အောင်။ I have a lot of books. I have. ကျွန်တော်မှရှိရလေဘာလဲ။ A lot of books. စာအုပ်တွေအများကြီးရှိရအနောက်မှာနောင်းနေလိုက်တာပေါ့နော်။ I have 1000 jets. I have ကျွန်တော်မှရှိရလေ။ ပတ်စံတစ်ထောင်ရှိရယ် I have a new car I have ကျွန်တော်မှာရှိရယ်ဘာရှိရလဲ A new car got the disease ရှိရယ် I have a computer I have ကျွန်တော်မှာရှိရယ် a computer ကွန်ပျူတာတစ်လုံးကျွန်တော်မှာရှိရယ်ဒီပတန်လေးကတော့အရန်ကိုရိုးရှင်းလွယ်ကူလို့အကုန်လုံးလဲနားလည်မယ်လို့ထင်ပါတယ်အဲ့ဆိုဆက်ပြီးတော့သွားလိုက်အောင် I think that black subject black verb ပေါ့နော်သူရဲ့ဒီအဓိပ္ပာယ်ကတော့တယ်လို့ကျွန်တော်ဒါမှမဟုတ်ကျမချင်တယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတာကြည့်ကြည့်အောင် I think that I will leave tomorrow I think that ကျွန်တော်ချင်တယ်ပေါ့ um I will leave tomorrow မနေ့ပြန်ကျွန်တော်ထွက်ခွာလိမ့်မယ်လို့ထင်တယ်ကျွန်တော်မနေ့ပြန်ထွက်ခွာရတော့မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်နောက်တစ်ခုကိုကြည့်ကြည့်အောင် I think that I will get something to eat. I think that. အဲကျွန်တော်ထင်တယ်ပေါ့နော် get something to eat တခုခုစားဖို့တခုခုရမယ်လို့ကျွန်တော်ထင်တယ်တခုစားမယ်လို့ကျွန်တော်ထင်တယ်ပေါ့ I think that that is a good idea. I think that ကျွန်တော်ထင်တယ် that is a good idea. အဲ့ဒါကတော့စိတ်ကူးကောင်းတစ်ခုလို့ကျွန်တော်ထင်တယ်ဒီလိုမျိုးပြောချင်တာပေါ့နော်အဲ့ဒါဆိုရင် now to speaking ကိုဆက်ပြီးသွားလိုက်ရအောင် that's why blood subject blood fourth that's why yeah david ကဒါကြောင့်တခုခုပေါ့เนาะပြောမစွင်ဒါကြောင့်တခုခုလိုတယ်ဒါကြောင့်တခုခုဖြစ်ပါတယ်ပေါ့သူကပြောနေတာအနောက်မှာတော့သူက subject နဲ့ buff လေးလိုက်တယ်ကြည့်ကြည့်啊 that's why you need to do the job that's why ဒါကြောင့် you need to မင်းလိုတယ် do the job အလုပ်လုပ်ဖို့ဒါကြောင့်မင်းအလုပ်လုပ်ဖို့လိုတာပဲ ပြောမယ်ဆိုရင်ဒါကြောင့်တခုခုလုပ်ဖို့လိုတယ်ဒီလိုမျိုးပြောချင်တာ That's why people admire you. That's why. ဒါကြောင့် people လူတွေက admire you. မင်းကိုလေးစားကြတာကိုဒါကြောင့်လူတွေကမင်းကိုလေးစားကြတာကို That's why I always try to help others. That's why. ဒါကြောင့် I always try အမြဲကူညီဖို့ကြိုးစားတယ် to help others တခြားလူတွေကိုအမြဲကူညီဖို့အတွက်ကြိုးစားတယ်ပေါ့နော် That's why I told you about her That's why ဒါကြောင့် I told you ငါမင်းကို about her သူမရဲ့အကြောင်းဒါကြောင့်သူမအကြောင်းကိုမင်းကငါပြပြခဲ့ရလေဒါကြောင့်ဆိုရဲအတိတ်ပဲမျိုးပေါ့နော်အဲ့တော့ဆက်ပြီးကြည့်ကြည့်အောင် There are damo it's ဒါမှ was or where blood now မှာ now နေ find you place to blood verdi လာမယ်ပေါ့နော် there are ဆိုရင်ဒါကအများပေါ့နော်အများလိုက်မယ် there is ဆိုရင်အနေ was where ဆိုရင်ဒါက past tense ကိုပြောချင်တာပေါ့နော်အဲ့တော့နောက်မှာက now နေတာ now လိုက်မယ်ဒါမှမဟုတ် find ကြီးလိုက်မယ်ပြီးရင် place နေရာတွေလိုက်မယ်ပြီးရင် to blood verb တွေလိုက်မယ်ပေါ့နော်ကြီးကြီးอ่ะ there are many people at the pagoda there are လူတွေပေါ့နော်အဲ့လိုမျိုးတမ်းမပြောချင်မယ်ね there are အမှလေး many people လူတွေအများကြီး at the border ဖះမှာရှိကြတယ်အဲ့တော့ဖះမှာလူတွေအများကြီးပဲရှိကြတယ်ဒီလိုမျိုးပြောချင်တာဆိုတော့လူတွေအများကြီးပဲဆိုတော့ there are နဲ့သုံးတယ်ပေါ့နော် there it's a book on the table there it's အမှလေး a book sawdust on the table စပွဲပေါ်မှာ sawdust ရှိတယ် ဒါကြတော့စောက်တအုပ်ဆွဲတို့ကြောင့်မအနေဖြစ်သွားတယ်အဲ့တော့ there is နဲ့သုံးတယ်ဆက်ပြောကြည့်ကြည့်အောင် there was a car in the park there was အဲ့ဒီမှာလေ a car ကားတစ်စီးက in the park ပန်းချန်ထဲမှာအဲ့တော့ပန်းချန်ထဲမှာကားတစ်စီးရှိခဲ့တာ there was was ကတာ past tense ကိုသုံးတာဒီနေရာမှာ car ကလည်းတစ်စီးရဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ was သုံးတယ်ပေါ့နော်ဥမာ အများကြီးဆိုလို့ရှင် there were နဲ့တုံးမယ်ပေါ့နော်နောက်တစ်ခုကြည့်ကြည့်အောင် there are few mistakes in your essay there are အဲ့ဒီမှာလေ few mistakes အမားအနှဲငယ်ပေါ့နော် in your essay မင်းရဲ့စိုက်စားကုန်းထဲမှာအဲ့တော့မင်းရဲ့စိုက်စားကုန်းထဲမှာအမားအနှဲငယ်တော့ရှိတယ်သူကအများဆိုရတဲ့ကြောင့်မလို့ there are နဲ့တုံးပါတယ်နောက်ထပ်ပတ်တောင်ကိုဆက်ပြီးတော့သွားလိုက်ရအောင် that it's what blood subjabla forth that it's what ye adebe ကအဲ့ဒါကျွန်ုပ်ပြောချင်တဲ့ဟာပဲလေအဲ့ဒါကျွန်ုပ်ထင်တဲ့ဟာပဲဒီလိုမျိုးပြောချင်တာအဲ့ဒါကျွန်ုပ်တွေးလိုက်တဲ့ဟာပဲကျွန်ုပ်တခုခုပေါ့နော်ကြည့်ကြည့်အောင် that's what i mean that's what အဲ့ဒါကလေ i mean ကျွန်ုပ်ဆိုလိုတဲ့ဟာပဲအဲ့ဒါကျွန်တော်ဆိုလိုချင်တဲ့ဟာကိုပြောချင်တာအဲ့ဒါကကျွန်တော်ဆိုလိုချင်တာလေ

I thought. That's what make me crazy. That's what. Ara make me crazy. Do Chino go shoot the sea habe. Ara chino go shoot the sea habe. To do bebono. Not a pattern you sappy ang. I'm sorry, plat do. Five damo four, vine G. Now damo four, not vine G. Like me, bono. ူရဲ့အတိတ်ဘယ်ကတခုခုလို့တောင်းပန်ပါတယ်ပေါ့ဘယ်လိုမျိုးလဲဆိုကြည့်ကြည့်အောင် I'm sorry to bother you I'm sorry ကျွန်တော်တောင်းပန်ပါတယ် to bother you to bother ကဒါနှောက်ရတာပေါ့နော် you အဲ့တော့တင့်ကိုနှောက်ရမိလို့ကျွန်တော်တောင်းပန်ပါတယ် I'm sorry to disappoint you I'm sorry ကျွန်တော်တောင်းပန်ပါတယ် to disappoint you သူစိတ်ပျက်စေမိလို့ကျွန်တော်တောင်းပန်ပါတယ် I'm sorry for the delay. I'm sorry, ကျွန်တော် down မှာပါတယ်. For the delay. just in me, it's နောက်ကျစင်မီရဲ့အတွက်တောင်းပန်ပါတယ်. I'm sorry for my mistake. I'm sorry, ကျွန်တော် down မှာပါတယ်. For my mistake. ကျွန်တော်ရဲ့အမှားအတွက်ကျွန်တော် down မှာပါတယ်ပေါ့နော်.နောက်တစ်ပတ်တန်ကိုဆက်ပြကြည့်ကြည့်ရအောင်. What I'm trying to say is that what i'm trying to say is that ye yeah, a day be ga chino so lo jin na what i'm trying to say chino byo jin na da be le da mo chino so lo jin na what i'm trying to say is that he is a good teacher what i'm trying to say is chino uh, byo jin na da mo chino so lo jin that he is a good teacher tu ဆရာကောင်းတယောက်ပဲဆိုတာကျွန်တော်ဆိုလိုချင်တာကတော့ तू ကဆရာကောင်းတယောက်ပဲလေသူမျိုးပြောချင်တာ What I'm trying to say is that smoking it's harmful. What I'm trying to say ကျွန်တော်ပြောချင်တာဒါမှမဟုတ်ကျွန်တော်ဆိုလိုချင်တာက that smoking it's harmful. um that smoking ဆလိတောက်တာပေါ့နော် it's harmful. အနေရဖြစ်တယ်ဆိုတာအဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်ဆိုလိုချင်တာကဆလိတောက်တာကအနေရဖြစ်တယ်ဆိုတာပေါ့ကျွန်တော်ပြောချင်တာ what i'm trying to say is that it was buying what i'm trying to say is ကျွန်တော်ပြောချင်တာဒါမှမဟုတ်ကျွန်တော်ဆိုလိုချင်တာက that it's worth buying သူကဝယ်ဖို့တန်တယ်ကိုပြောချင်တာပဲအဲ့တော့ကျွန်တော်ဆိုလိုချင်တာဒါဝယ်ဖို့တန်တယ်ဒီလိုမျိုးပြောချင်တာပေါ့နော်ဒီပက်တန်တွေအားလုံးကအရန်ကိုရိုးရှင်းပြီးလွယ်ကူပါတယ်နားလည်မယ်လို့လည်းပြောလင့်ပါတယ်ပေါ့ ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။နောက်ရက်တွေမှာလည်း English ဘာသာစကားနဲ့ပတ်သက်ပြီးနေ့စဉ်သင်ကြားပြသပြီးမှဖြစ်လို့စိတ်ဝင်စားရဆိုရင်ကျမတို့ရဲ့ channel ကို subscribe လုပ်ထားပြီးမမေ့နဲ့နော်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။